ွားမှာမှတ်တမ်းတင်ရှင်တာပေါ့နော်အခုရဲ့မှတ်တမ်းတင်ရှင်တဲ့စိတ်ပေါ့ဒီဟာကိုပြိုင်နေဆိုတာလည်းလေဟုတ်အခုဒီကမ္ဘာပွဲမှာပေါ့နော် Simsu နဲ့ Moral Physics မှာ Simsu ကငွေတစိမ့်အဲ Moral Physics မှာတော့ဂျီတစိမ့်ပါရှင့်ဟုတ်ဟုတ်ကမ္ဘာနဲ့ရှင်ပြီးပြန်ရတာဖြစ်တဲ့အတွက်ကြောင့်ပင်လဲပင်မှန်းသလိုဝမ်းလဲတာပါတယ်ဒီစုရတဲ့အတွက်ဟုတ်အာအရှိမပြိုင်တော့ကလည်းဒီလိုပဲဟိုကန်ထဲမှာဝင်ပြီးတော့ဗောနော်အများတန်းဟိုဥက္ကဋ္ဌကြီးရဲ့စကားအတိုင်းလိုက်နာပြီးတော့အဲစူးစမ်းပြီးတော့လေ့ကျင့်လေ့ကျင့်ရေးစကန်ဝင်ခဲ့ပါတယ်ဗောနော်အခုဒီဘကပပွဲမှာလည်း အဲစူရဖို့အတွက်ကိုအမြဲတမ်းကိုစူးစမ်းပြီးတော့အရှင်ပြိုင်သွားပါပါအဲရုပ်ကလေးချောပေးမယ်ဘလာကြီးနေနဲ့ဆိုပြီးတော့တချို့ကပြောကြပါတယ်ဒါပေမဲ့ကိုကတော့ချေပါလိုက်တယ်အဲဘလာကြီးနေလဲမိကလေးပဲမယ်လဲလှပါတယ်ပေါ့ဘယ်ပြောမလဲဒီကတော့ကိုဘွားအတွက်မှတ်တမ်းပေါ့နော်မှတ်တမ်းကြံခဲ့တာလေးပေါ့မှတ်တမ်းကြံရအောင်တော့ကိုကကျိုးအဲအစွမ်းကိုစူးစမ်းခဲ့ပါတယ်ဟုတ်ကံတရားပေါ့နော်ကံညာဝရိယပေါ့နော်ကံလဲကံလဲကိုဘက်ပါမယ်ညာလဲရှိရမယ် ဘောနော်ဝရီးရလည်းရှိမှဒီစုရီကိုရရှိမှဖြစ်တယ်ဘောနော်အားကြောင့်မို့ကိုကလည်းကញ្ញဝရီးရအားထုတ်ပြီးတော့ကိုစူးစားခဲ့တဲ့ဒီရရှိထိုက်လိုက်တဲ့ရရှိတဲ့စုကိုကိုအရင်ကျင်နေပါတယ်ဟုတ်အမျိုးသမီးတွေကမဖြစ်နိုင်ဆိုတဲ့အရာမရှိပါဘူးအမျိုးသမီးတွေလည်းယောက်ျားလေးတွေနဲ့တန်းတူကိုစ조사ကြည့်လို့ရပါတယ်ဗောဟုတ်ပြီစ조사ကြပါမိန်းကလေးတွေအားမလျှော့ပါနဲ့စိတ်ရွှေရတနာဝယ်ယူမယ်ဆိုရင်မြမရတနာလောကမှာအရင်အတွေ့အကောင်ဆုံးအာမခံချက်အရှိဆုံး brand စိတ်ဓာတ်ကြီးစိတ်ဆိုရင်စိတ်နှန်းတော့ Say yeah. Oh. အဲအရင်တုန်းကကြတော့ဒီ main clay တွေက swim suit မပြိုင်ကြဘူးပေါ့နော်အခုက swim suit က try ကြည့်မယ်ဆိုပြီးတော့အရှိရအားချက်ပွဲမှာတော့လည်းနံပါတ်5ချိန်ခဲ့ပါတယ်အခုဒီကမ္ဘာပွဲမှာပေါ့နော် swim suit နဲ့ moral physics မှာ swim suit က weight စိတ်အဲ moral physics မှာတော့ jig စိတ်ပါရှင့်ဟုတ်ပါဟုတ်ကြိုင်မှုပါရဲ့ချင်းအအရှိတော်အရှာမှာကြတော့ငွေတစိမ့်ရတယ်အရှာမှာကကြတော့အချီတစိမ့်ရပါရဲ့ရှင်ဟုတ်ကဘာနဲ့ရှင်ပြီးပြန်ရတာဖြစ်တဲ့အတွက်ကြောင့် ပင်လဲပင်မှန်းသလိုဝမ်းလဲတာပါတယ်ဒီစုရတဲ့အတွက်ဟုတ်အာအရှိမပြိုင်တော့ကလည်းဒီလိုပဲဟိုကန်ထဲမှာဝင်ပြီးတော့ဗောနအများတန်းဟိုဥက္ကဋ္ဌကြီးတွေရဲ့စကားအတိုင်းလိုက်နာပြီးတော့အဲစူးစမ်းပြီးတော့လေ့ကျင့်လေ့ကျင့်ရေးစကန်ဝင်ခဲ့ပါတယ်ဗောနအခုဒီဘကမ္ဘာပွဲမှာလည်းအဲစုရဖို့အတွက်ကိုအများတန်းဟိုစူးစမ်းပြီးတော့ရှင်ပြိုင်သွားပါမှာဟုတ်အဲရုပ်ကလေးချောပေးမယ်ဗလာကြီးနေနေဆိုပြီးတော့တချို့ကပြောကြပါတယ်ဒါပေမဲ့ကိုအားတို့ချေပါလိုက်တယ်။အဲဘလိုက်နဲ့လည်းမိကလေးပဲမယ်လှပါတယ်ပေါ့။ နိုင်ငံတကာနဲ့သွားလာဖြစ်တဲ့ကြောင့်နိုင်ငံတကာအရန်ဖော်ယူမှုရှိရဲလုံးဝဟိုသူများဟိုပေါ့နော်ဟိုဟိုကဲရတာမျိုးလည်းမရှိဘူးသူတို့အများတန်းဟိုတွေ့ရတယ်အများတန်း welcome welcome ကတော့အများတန်းပြောတယ်သူတို့ရာလေအရန်1ဟိုဟာ family ရန်ဖြစ်တယ်သူတို့လေဟုတ်ဘယ်လိုပြောမလဲတရားတော့ကိုဘွားအတွက်မှတ်တမ်းပေါ့နော်မှတ်တမ်းကြံခဲ့ရလေးပေါ့မှတ်တမ်းကြံရအောင်တော့ကိုကကျိုးအဲအစွမ်းကိုကြိုးစားခဲ့ပါတယ်ဟုတ်လိုင်းနဲ့ဆိုတော့ဆောက်မဲ့ဒီလိုက်ရှာပါအဲမရှိပါဘူးလိုင်းနဲ့ဘူးကြောက်နေကြပါ ကဘာပွဲမှာရွှေစိမ့်စုရအောင်တော့ထပ်ပြီးတော့ကြိုးစားကြည့်ဖို့ရှိပါသေးရဲ့ဟုတ်ကဲ့ဘောငွေတစ်သိန်းနဲ့အကြီးတစ်သိန်းတော့ရအောင်ကြိုးစားခဲ့ပါရဲ့ရှင်ဟုတ်ကျေးဇူးခဲ့ရပါတယ်ဟုတ်အခွင့်အရေးရလို့ရှိရင်တော့ထပ်ပြီးကြိုးစားဖို့မှာပါဟုတ်ဒီစုတွေရတော့ဘုရင်အရင်ဆုံးတည်ရအာအဲသမီးတို့အရင်ဆုံးအဲပြိုင်ခွင့်ပေးတဲ့ဥပဒေတွေပေါ့နော်ကျေးဇူးအများကြီးတင်တယ်ပြီးရင်သမီးရဲ့ဒီနောက်ွယ်ရနေပြီးတော့ပတ်မိုးကူညီပေးတဲ့လူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ် ရှိပါတယ်အဲသူပဲဟိုဖိမပြီးတော့ဝိုင်းဝန်းကူညီလိုက်လိုက်လုပ်ပေးပါတယ်သူဖွဲအစအဆုံးပေါ့နော်ဒီရန်ကုန်မှာပြိုင်တော့လဲသူအစအဆုံးအဲလိုက်လုပ်ပေးတယ်သူဟိုပေါ့နော်စိတ်ရှိရှိနဲ့သူလိုက်လုပ်ပေးပါတယ်ခါလေးကျတော့လည်းရန်ဖြစ်ကြပါလေဒီခါလေးကျတော့လည်းချစ်တာပေါ့ရန်ဖြစ်တော့လည်းသူပဲအလျှောက်ပေးရတာပါပဲသူကတော့ပြိုင်ဝဲပြိုင်ပြီဆိုရင်သူကကိုယ့်ထက်ပို့ပြီးရင်တုံနေသူကလည်းမြင်လေအဲသူကတော့အမြဲတမ်းအားပေးပါတယ်ပြိုင်ဝဲကိုအကောင်းဆုံးစူးစမ်းပါလို့လည်းသူကအမြဲတမ်း ပြောတယ်သင်ပြပြီးတယ်သူကတော့ကဘာခွဲကြတော့ကြက်ပါတယ်ဟုတ်အဲအဲဘယ်လိုပြောမလဲကံတရားပေါ့နော်ကံဉဏ်ဝရိယပေါ့နော်ကံလဲကံလဲကိုယ့်ဘက်ပါရမယ်ဉဏ်လဲရှိရမယ်ပေါ့နော်ဝရိယလဲရှိမှဒီစုတွေကိုရရှိမှဖြစ်တယ်ပေါ့နော်အားကြောင့်မို့ကိုယ်ကလဲကံဉဏ်ဝရိယအားထုတ်ပြီးတော့ကိုစူးစားခဲ့တဲ့ဒီရရှိ ထိုက်တိုက်တဲ့ရရှိတဲ့စုကိုကိုအရင်ကျင့်တတ်ပါတယ်ဟုတ်ကဘာမှာမှတ်တမ်းတင်ရှင်တာပေါ့နော်အခုရဲ့မှတ်တမ်းတင်ရှင်တဲ့စိတ်ပေါ့ဒီဟာကိုပြိုင်နေဆိုတာလဲလीဟုတ် အမျိုးသမီးတွေကမဖြစ်နိုင်ဆိုတဲ့အရာမရှိပါဘူးအမျိုးသမီးတွေလည်းယောက်ျားလေးနဲ့တန်းတူကိုစ조사ကြည့်လို့ရပါတယ်ပေါ့။တက်ပြီး조사ကြပါမိန်းကလေးတွေအားမလျှော့ပါနဲ့။အာအပေးတဲ့ပိတ်သက်တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်။ဟုတ်ဒီစုကိုရွှေမြူနိုင်ပြီလို့ပဲအငွေတစ်စိတ်နဲ့ခြေတစ်စိတ်ကိုပဲရရှိရတဲ့ကြောင့်လည်းတောင်းပန်ပါတယ်။နောက်ထပ်လည်းထပ်မှ조사တော့ပါအောင်မယ်။